ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အခုဘယ်ချိန်လာမှလဲညီမတို့ပြောထားဘာလို့ဆိုခဏနေအလူအားစတော့မယ်ဟုတ်ကဲ့ကိုမြန်မြန်လုံးတော့ညီမဖုန်းချတော့မယ်အမရေဘာလို့တလောက်ပေမန်းခန့်ညာရေလုံနေရလဲ လာတဲ့ဧည့်သည်တွေကအမရဲ့ဒီထမင်းဟုံစားမှမဟုတ်ဘူး။ပါလို့ဆိုလာတဲ့လူတွေကကျမစီစဉ်ထားတဲ့ဈေးကြီးတဲ့ဟင်းလျာတွေပဲစားမှာ။အမရဲ့ဒီစင်ရတဟင်းကိုစားမှမဟုတ်ဘူး။နင်စိတ်မပူပါနဲ့။နင်စီစဉ်ထားတယ်လို့ငါလည်းစီစဉ်မှာ။ငါလည်းချက်ဆရာရှိရာချက်ထားပြီးဧည့်သည်တွေကိုကျွေးမှာ။အိမ်တအိမ်ထဲမှာနေပြီးအလူနှစ်ခုလောက်တာအိဗယ်မရှိဘူး။ဒါပေမဲ့ထားမှာ။အားလုံးကကျမကျွေးတာပဲစားကြမှာ။ဘသူကအယူလို့ဒီထမင်းချက်တာကိုအချိန်ကုန်ခံနေမှာလဲ။နီရှာငါစကားတစ်ခုစိတ်ခါမပြောချင်ဘူး။ ်နေငေါ့အယူးလို့ထင်နေဆိုရင်လည်းထင်သူတို့ချင်းမနှစ်ယောက်ကတိန်ထဲမှာနေပြီးဘာလို့အလှကိုခွဲလုံနေတာလဲသူတို့အကြောင်းကိုသိရအောင်ဇလန်းလေးကိုရှေ့ဆက်ကြည့်လိုက်ကြရအောင်နီလန်းကရဝီနဲ့မင်္ဂလာဆောင်ပြီးချင်းမအကြီးအနေနဲ့အင်ကိုရောက်လာတာနှဲ့တော်ကြပါပြီလုံငယ်နေလာကတထဲသမီးနေရှာဟာဇွန်နူးနဲ့မင်္ဂလာဆောင်ပြီးအင်ကိုရောက်လာခဲ့ပါတယ်သူတို့ဇနီးမောင်နှံလေးကအခန်းတစ်ခန်းထဲမှာတူတူနေရပါတယ်ရောက်ရမယ့်ဆိုရင်သူတို့အိမ်မှာအခန်းတစ်ခန်းပဲရှိပါတယ် အဲ့ဒီခန်းလေးမှာရောက်ကချင်းရောက်ခမလေးအတူတူနေထိုင်ပါလေ။ချွေးမနှစ်ယောက်ကတင်းရထမင်းချက်နေစင်းမှာချမ်းသာတဲ့ချွေးမနှီးရှားကချောင်းတွေစိုးနေပါလေ။အမ၊ပေးအောင်တတ်မလို့လား။ဘလို့တော့စီတက်နေရလဲ။အခန်းတစ်ခုလုံးလဲညောနေရပဲ။ဟဲ့ပေးဟင်းကိုစီတက်တာဒီလိုတော့ဖြစ်မှာပဲလေ။အခန်းကလည်းကျဉ်းကျဉ်းလေးကိုနှင်းဘက်ကပတင်းပေါက်ဖွင့်လိုက်လေ။ကျမဘာလို့ဖွင့်ရမှာလဲ။စာကလေးတွေခိုးရင်ကျမအိပ်ရပေါ်လာပြီးညှစ်ပတ်အောင်လုပ်ဖို့လား။ အလိုလိုမှဒီခန်းကျင်းလေးထဲမှာနေရတာတော်တော်စိတ်ချင်းကြက်ပါရဲဆိုဒီခန်းထဲမှာရောက်ကတိရောက်ခမအမခဲအိုအားလုံးစုပြီးနေကြတာအိမ်ုံနည်းနည်းပပတော့မပြင်ကြောက်လားမသိဘူးဒီမန်ဆိုပြင်ပြီးတာကြပေါ့ငါတို့ဒီခန်းတသေးလေးထဲမှာပဲနေတတ်အောင်ညှိရမယ်နေရှာကချောင်းနေဆိုပြီးအင်းရှိကိုထွက်သွားပါလိမိကိုညုံနဲ့နေပြောက်သွားတော့မှအိမ်လေးကိုဝင်လာပါလိချင်းမဘာချက်နေတာလဲရောက်ကတိပဲဟင်းနဲ့ထမင်းချက်ထားတယ် ေးပါငါအိယာဘေးရောက်သွားလေငါခဏလှဲကျင်လို့ရောက်ကတိထမင်းချက်နေတော့ဟင်းရွက်400နဲ့စီတက်တာနဲ့ဆိုတော့ပြီးသွားမှဆိုလို့လေအဲ့ဒါကြောင့်ခဏခောက်ထားတယ်ချွေးမကြီးထမင်းချက်ပြီမလားစားလိုက်ကြဆို့ပြီးမှအေးအေးဆေးဆေးလဲနင်ထမင်းခူးလိုက်ငါအိယာခင်းလိုက်မယ်ချွေးမငယ်နင်စားမလားရောက်ခမကြီးကျမထမင်းကိုအော်တာမှာပြီးပဲစားတာအေးပါနင်တထေးသမီးဆိုတာသိရဲ့ဒါပေမဲ့အပြင်စားရိနေ့တိုင်းစားတာမကောင်းတော့ ရပါတယ်။ကျမတို့ဘာမှစိတ်မပူနဲ့။ကျမအပြင်းအနေပဲမှားစားမှာ။အမလက်ရစီတွေနဲ့အိန္ဒိယအစားတောက်တွေကျမမစားဘူး။ဒီလိုပြောပြီးနီးရှားကသူ့အိမ်ရာပေါ်မှာထိုင်လိုက်ပါရီ။မင်္ဂလာဆောင်ပြီးသူ့နေစရာဘက်ချမ်းမှာဆေးတုပ်ပြီးမြေပြင်မှာလည်းမအိပ်ဖိသူ့အတွက်မှုရဝေးပြီးအိပ်ပါရီ။ကျန်းနေရောက်ကတိရောက်ခမနဲ့နီလန်းတို့ဇနီးမောင်နှံကတော့ရေပြင်းအောင်မှာပဲအိပ်ပါရီအဲ့တော့အိယာနုဘီဆိုရင်သူတို့ကအိယာကိုဖယ်လိုက်ပါရီ ။ခမိတ်စာပြီးချိမကသူ့ရောက်ကတိရောက်ခမအတွက်အိယာခင်ပေးပါရီ။အဲ့မှာရောက်ကတိရောက်ခမကအနာယူပါရီ။ညရောက်တော့သူတို့ယောက်ျားတွေလည်းပြန်ရောက်လာကြပါရီ။ခမိတ်စာပြီးသူတို့လည်းအိတ်သွားကြကြပါရီ။ညအခါသူတို့တမိသားစုလုံးအိတ်ခန်းတခန်းထဲမှာအိယာတွေအတွက်အရင်ကိုအခက်ခဲတွေကိုကြောဖြတ်ရပါရီ။ချိမနင့်အိယာကိုနည်းနည်းဟိုဘက်တိုးလိုက်။ဟုတ်တယ်ချိမ။ဘေးမှာချွေးမအကြီးနဲ့ရပွေးလက်အိတ်နေတယ်။ငါတို့မှအိတ်ဖို့နေရာမလောက်ဘူးလေ ညင်လားဆိုနုကျမတို့ကသူတို့နေရာရအောင်ဆိုပြီးမြေပြင်မှာမအိပ်တာအခုလဲကျမတို့မှာပဲညှိပေးနေတယ်အဖေကျွန်တော်တို့မှာလဲတကယ်လို့နေရာမရှိဘူးဘယ်နေအောင်ရွှေ့ရမှာလဲအဖေအခန်းမေးဖွင့်လိုက်ပါတော့နေအဖေမှာတော့ပတ်စံမရှိဘူးနေမဲ့တီအိမ်ကိုပြင်လိုက်လေနေပေါင်းရောက်မှကြီး तू ကဘာလို့ပတ်စံအကုန်ခန်းမှာလဲခဲကိုလဲပတ်စံထည့်ရမှာပဲလေ तू လဲတီအိမ်မှာနေနေရပဲဒါပေမဲ့ तू ကတော့ပတ်စံရှာတယ်ဆိုတာမရှိဘူး အဲ့ဒီခါမှာအမေနဲ့အဖေကပါဇက်ပေးသွားပြီးဘန်တခွန်းမှဆက်မပြောလို့ပင်အိတ်သွားကြပါရည်ဒီလိုနဲ့ညတိုင်းသူတို့မှအဆင်ပြေအောင်ညှိပြီးအိပ်ရပါရည်ထမင်းချက်နေရင်ချွေးမငယ်နီရှာစီးတုံထားတဲ့နေရန်ပေါ်စီစဉ်ရင်လည်းမတရားသဖြင့်ပြောပါရည်ပြီးတော့သူ့အမေအိမ်ဘလောက်ချမ်းသာရည်ဆိုတာကိုပြောဆိုနေပါလို့ရည်အရန်ဆင်းရဲလွန်းလို့နီလန်းကအိမ်မှာမကောင်းတော့တဲ့ဟင်းသင်းရွက်တွေဆိုရင်မြေမြုပ်ပြစ်ပါရည်အဲ့ဒီကနေဟင်းနုနွေတို့ကြက်သွန်းတို့အာလူးတို့နန်းနန်းမင်းတို့တွေထွက်လာပါရည်စရီတာ ငါတို့မင်္ဂလာနှစ်ပတ်လည်ဘယ်တော့မှနောက်ဆုံးကျင်းပခဲ့လေဆိုတာမင်းမှတ်မိလားဘယ်နှခုနှစ်တောင်ရှိသွားပြီလဲငါတို့မမှတ်မိတော့ဘူးရှင်မမှတ်မမှတ်မိကျမကောင်မှတ်မိတယ်နောက်ရက်20နေကျမတို့ရဲ့နှစ်90ပြည့်နှစ်ပတ်လည်နေ့လူတွေကဒီလို90ပြည့်နှစ်ဆိုခန်းခန်းနာနာလောက်ကြတာကျမတို့မှာတော့ပတ်ဆက်မရှိဘူးပတ်ဆက်မရှိရင်ဘလို့အခမ်းအနားပွဲလုပ်မလဲရှင်အမင်းရဲ့ဖေးစကားကိုညီကိုနှစ်ယောက်ကပြင်းပောက်ကနေနားထောင်နေပါလေ။အကိုကြားလာ အမေတို့ကအမေတို့ရဲ့နှစ်90ပြည့်မင်္ဂလာပွဲမှာအလှူတစ်ခုခုလုပ်ချင်နေတာသူတို့ကကျွန်တော်တို့အတွက်အများကြီးလုပ်ပေးခဲ့တယ်အခုကကျွန်တော်တို့အလေကျွန်တော်တို့လုပ်ပေးရမယ့်တာဝန်ရှိတယ်ဒါကြောင့်ကျွန်တော်စဉ်းစားနေတာအမေတို့အတွက်အလှူလေးတစ်ခုလုပ်ပေးပြီး surprise လုပ်ရအောင်မင်းမဲပဲဟုတ်မလဲငါလေးလုပ်မှာပေါ့ဒါမဲ့အခုအခုမှပတ်စံမှမရှိတာရတယ်ငါလေးပတ်စံစုလိုက်မယ်မတို့အမေရဲ့နှစ်90ပြည့်မင်္ဂလာနှစ်ပတ်လည်ကိုတခန်းတနာဖြစ်အောင်လုပ်ပေးရမယ်တန်းနေသူတို့နှစ်ယောက်ကသူတို့ဇနီးတွေကိုဇောပွဲအကြောင်းပြောပြပါတယ် နောက်နေ့မနေ့မှာချွေးမနှစ်ယောက်ကအချင်းချင်းပြောကြပါရစ်အမကျမကြားတာတော့အမတို့အမေနဲ့အဖေတို့အတွက်စားပွဲလုပ်ပေးမလို့ဆိုဒါပေမဲ့အမတို့မှာပတ်စံမရှိတာစင်းရဲတာ ਉ ကျမတို့စားပွဲကြီးလုပ်မှာအမဘာမှစိတ်ဘူးမနေနဲ့နင်လည်းစိတ်မဘူးနဲ့ငါလည်းစီစဉ်လိုက်မယ်ငါဘလို့ပဲလှုပ်ရလှုပ်ရဒါပေမဲ့ငါဘာလှုပ်ရမလဲစဉ်းစားလို့ကိုမရအောင်အရင်ရက်ကပဲအင်းနီနာချင်းအမသူ့ရဲ့ကြက်တကောင်ငါ့ကိုပေးနေတာ ။သူကအဲ့ဒီကြက်ဥတွေဥရင်နဲ့စိတ်ညစ်နေပြီ။အခုတော့အဲ့ဒါပဲအသုံးချရတော့မယ်။နီရှာကစကားပြောပြီးနောက်အရာပေါ်မှာဖုန်းကြည့်ရင်းနဲ့အွန်လိုင်းကနေစားတောက်တွေအော်ဒါမှလိုက်ပြီးခေါက်ဆွဲတွေစားနေပါတယ်။နီလန်းကတော့ဘေးအိမ်ကနေကြက်ကောင်ယူလာပါတယ်။အင်းရှိရောက်တော့သူဆိုင်ထားတဲ့ဟင်းသီးကြီးတွေကိုတတိထားမိသွားခဲ့ပါရဲ့။ငါမိတ်နေတာကြည်စံငါတီပင်နဲ့စိုက်ထားသေးရပဲ။အမေနဲ့အဖေတို့နှစ်ပတ်လည်နေဆိုတီပင်တွေကပိုလို့တောင်ကြီးထွားလာအောင်မယ်။ တရားရတာတွေနဲ့အာလူနဲ့ပဲစိဟင်းအာလူနဲ့ကြက်သွန်အကျော်ခင်းနုနယ်နဲ့နှုတ်ခဲဟင်းချက်လိုက်မယ်ကြက်ဥနဲ့ကြက်ဥဟင်းရဲ့ကြက်သားနဲ့ဟင်းတစ်ခွက်ချက်လိုက်မယ်ငါဟင်းချက်စရာတွေတော့ရပြီဒီရက်တွေအတွင်းထဲမှာငါကြွကြဆဆလောက်ရမယ်ကြက်ကလေးကိုလောင်ရင်လေးတိတ်ထိတ်ထားပါလိမနက်မိုးလင်းတော့ကြက်ကကြက်ဥလေးငါးလုံးလောက်ဥထားပါလိတချို့တော့ကိုရောင်းပြီးအဲ့ဒီကရရပတ်စံနေစီရုမစလားတို့ဝယ်စုပါလိတယောက်ကြရဝီလိပတ်စံလေးနည်းနည်းစီစုပါလိ ရောက်ကမာကပြုခဲ့ပါသည်။ရွှေမဘာလို့များကြက်တကောင်ယူလာပြီးကြက်ဥတွေရောင်းညာလဲ။ဘာလို့မလို့လဲဒီပတ်ဆက်တွင်နဲ့။ဩရောက်ကမာကြီးဘေးအိမ်ကဆူတာဒီကြက်နဲ့စိတ်ညစ်နေတာ။အဲ့ဒါနဲ့ပဲကျမလည်းယူလာလိုက်တာ။အဲ့တော့ကြက်ဥလေရောင်းပြီးအိမ်တွက်လိုအပ်တဲ့စီတွေမဆလာတွေဝယ်လာတာလေ။အေးပါအေးပါအဲ့ဒါဆိုလဲ။ချမ်းသာတွေချိမကတော့သူငွေကြီးချမ်းသာတော့ကိုပေါ့မာနေပါသည်။အမြဲတမ်းအပြင်ကစားတော့တီကိုပဲပါစားပါသည်။ ။ကျွေးမကြီးကတော့အိမ်မှာမိဖို့ဖို့ပြီးအားလုံးအတွက်ချက်ပြုတ်ကျွေးပါတယ်။သူ့ချက်ကလေးကိုလည်းခရူဆိုင်ပါတယ်။ကျဲဥတွေကိုရောင်းပြီးတနေ့ကဝီတရာရှာပါတယ်။ဒီလိုနဲ့ရောက်ကတိရောက်ခမရဲ့နှင်းကားစီပြေမင်္ဂလာနှစ်ပတ်လည်နေ့ကိုရောက်လာပါတယ်။တောင်းနေချိန်မှာကအဖေနဲ့အမေကိုအကြောင်းမျိုးမျိုးပြပြီးတရားကြောင်းကိုလွှတ်လိုက်ပါတယ်။အဖေနဲ့အမေကတော့သူတို့နှစ်ပတ်လည်နေ့မှာသူတို့ကိုဘယ်သူမှ wish မလုပ်ကြလို့စိတ်မကောင်းဖြစ်နေပါတယ်။အိမ်မှာလေးယောက်ကညနေထမင်းကြွေးပြီး surprise လုပ်ဖို့စီစဉ်နေပါတယ်။ ချွေးမကြီးကအိမ်ကိုလှဆင်နေပါသည်ချွေးမငယ်ကအခန်းကိုနှင်ကားစီပြီးနှစ်ပတ်လည်နေဆိုပြီးနေရံပါလှဆင်ထားပါသည်စင်းရဲတဲ့ချွေးမကသူ့ဟာသူစားတောက်တွေချန်နေပါသည်ညနေရောက်တော့တချို့တော့ကချက်ပြီးနေပါပြီချမ်းသာတဲ့ချွေးမကတော့ delivery ကောင်းလေးနဲ့ဖုန်းပြောပြီးနီလန်းကိုတမင်တကာစီမကောင်းအောင်ပြောပါသည်အမဘာမှတိတ်အပေမခံမနေနဲ့ရောက်ကတိရောက်ခမကျမစီစင်ထားတဲ့ထမင်းနဲ့မြင်ပြီးတော့အယံဝမ်းသာသွားမှာကျမတကယ်ကောင်းတဲ့ဟင်းလျာတွေကိုပဲအော်ဒါမှထားတာလေ ကြက်သားဟင်းတရုတ်ဟင်းလျာတွေအိန္ဒိယဟင်းတွေအီတလီအစားအစာတွေခဏနေလာပို့တော့မှာကိစ္စမရှိပါဘူးနေလဲနှစ်နီးနဲ့စီစဉ်ထားသလိုငါလည်းစီစဉ်ထားတယ်အပြင်မှာမိုးရီရောနေတော့ရောက်ကတိရောက်ကမတွေကအင်ပြန်လာခဲ့ပါတယ်တားရီချွေးမတွေကသူတို့ကို happy anniversary ဆိုပြီး wish လုပ်ပါတယ် happy anniversary အမေနဲ့ပြီနေ90ပြည့်နှစ်ပတ်လည်မှာဂုဏ်ပြုပါတယ်အမေနဲ့ပြီနေ90ပြည့်နှစ်ပတ်လည်နေ့ရက်ဂုဏ်ပြုပါတယ် နင်တို့ကလေးတွေတတိယရယ်လားငါတို့ကနင်တို့မမတ်မိကိုထင်နေတာနင်တို့ကငါတို့ဒီလိုမျိုးလက်ဆောင်ပေးတာပေါ့လေဟုတ်တယ်ကျမတို့အမေတို့အတွက်စားပွဲလဲပြင်ထားတယ်ဒါတွေအားလုံးအမေတို့အတွက်ပြင်ဆင်ချက်ပြုတ်ပေးထားတာလေချေးမဒီလောက်ဟင်းတွေအများကြီးမြင်ပြီးတော့ဗဇက်သေးတရေတွေတောင်ကျလာပြီလာစားရအောင်ခဏစောင့်ပါအောင်ကျမလည်းစီစဉ်ထားတယ်အပြင်ကနေအော်ဒါမှထားတာအခုခဏနေဆိုရောက်လာတော့မယ်ကျမကြည့်လာအောင်မယ်ဟယ်လို delivery ပို့ရက်ကိုလား နိုင်ဝက်လောက်နေရောက်မယ်ဆိုအမမိုးရီရမ်းရွာလို့အမတို့ဟင်ကိုနှစ်နာရီလောက်ကြာမှရောက်မယ်ကျွန်တော်ဘလို့မှမတက်နိုင်လို့ပါအော်ဒါကိုကန်ဆယ်လုပ်မယ်ဆိုလည်းရပါတယ်ပါယူနေရလားနှစ်နာရီလောက်ဘသူကစောင့်နိုင်ပါလဲအားလုံးကစားကြတော့မှာအားလုံးဖြက်စီးပြစ်တာပဲချွေးမစိတ်ကိုလျှော့လိုက်ပါငင်မသိလို့နေမှာအပြင်မှာမိုးရမ်းရွာနေတယ်မတို့တော့ပုံမှန်အကာလေးကာပြီးလာတာချွေးမနေရှာနင့်သမီးဟင်းကပဲချိန်ရောက်မှလည်းမသိဘူးငါတို့လည်းမနဲ့ကလေးကဘာမှမစားရသေးဘူး နင်တို့ကအပြင်လွတ်လိုက်တာလေချွေးမအကြီးချက်ပြုတ်ထားတာတွေပဲစားတော့မယ်ဟုတ်တယ်နေရှာဒီနေ့တော့အိမ်ပါပဲစားကြတာပေါ့ဒီနေ့ကျမအနေနဲ့အမေတို့ကြွေးရဖို့ကံမပါတာပဲနေမှာပါတော်သေးရဲ့အမရဲ့အိမ်မှာဒီလိုမျိုးချက်ပြုတ်ထားလို့သာပဲကိစ္စမရှိပါဘူးဟဲ့အလုံးကချွေးမကြီးချက်ထားတာတွေစုပြီးစားကြပြီးပျော်ရွှင်စွာနဲ့ပဲအမေနဲ့ဖေးရဲ့မင်္ဂလာနှစ်90ပြည့်နှစ်ပတ်လေးကိုကျင်းပကြပါရစေဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like lobby subscribe lobby ke bao no